န္ဓာတို့ဆန်းကဆန်းတလို့ရတဲ့ဘုရားဘလောက်ယဉ်ကြည့်တယ်လဲဆိုတဲ့အချက်ကဘုရားရှင်ရဲ့သာသနာတရားလုံးနဲ့ဆက်ဆက်နေတာဖြစ်တဲ့အတွက်ဒီခန္ဓာတို့ဆန်းဆက်ခန္ဓာစုဆန်းတာမှာဖုံးမရဘူးဆိုဘုရားကဖျားဖြစ်เสียအကြောင်းရှိခန္ဓာတို့ဆန်းဆက်ကခန္ဓာတို့ဆန်းဖုံးမရတဲ့အတွက်ကြောင့်ဘုရားကဖျားဖြစ်ခွင့်ရတယ်ဖြစ်တယ်အဲ့တော့ကဒီဆွေရဲ့အကျဉ်းကြီးလို့အမှန်တန်ကြီးပါတယ်ဒီဒီစင်နဲ့ငါလို့တော့ ရင်းစံကအရင်းစံကတိုးလို့သောစာဟာဘယ်ရှိတဲ့သာသနာတရားလုံးရဲ့မူလပဋ္ဌာန်းအတိကအကြဆုံးသောအချက်ဖြစ်နေတဲ့အတွက်ဒီနေရာကိုမပေးအပ်တဲ့နေရာဆိုပြီးတော့ကသူကရုပ်ထုလေးထူပြီးတော့ကိုးကွယ်ကြတာဒီအိန္ဒိယနိုင်ငံမှာတော့မြန်မာနိုင်ငံလိုဒီဒီတတရုပ်ထုတွေကိုးကွယ်ဖို့ဆိုတဲ့အနေထားမှာဥဒ္ဒဘာသာနိုင်ငံမဟုတ်တော့တဲ့အတွက်ကြောင့်အခက်အခဲအများကြီးရှိတာဖြစ်ပါတယ် ဒီအိုင်ဒီနိုင်ငံဖြစ်သွားတယ်ဗုဒ္ဓဘာသာဗုဒ္ဓဖယားရှင်ပွင့်ပြီမယ်လို့ဒီကလားတွေကဖယားပါမလည်းမသိတော့ဘူးတရားလည်းသူတို့သိခွင့်မရတော့ဘူးတန်ခါလည်းသိခွင့်မရတော့ဘူးအရုပ်သိခွင့်မရတာလဲဆိုဖယားရှင်ပြိနိဗ္ဗာန်ဆံပြီးတဲ့နောက်နေပေါင်းတစ်ထောင်နေပေါင်းတစ်ထောင်နေရာလောက်ကတည်းကအစ္စလာမ်အုပ်ချုပ်ဆူဆံတဲ့အခါမှာ ုဒ္ဓဘာသာဖက်မှရှိတဲ့ဘုန်းကြီးတွေရောဟိန္ဒူဘာသာဖက်မှရှိတဲ့ဘုန်းကြီးတွေရောအကုန်လုံးတုတ်ပင်ရှင်းလင်းခံရတာဖြစ်တဲ့အတွက်ပိဋကစာပေတွေကိုထိမ့်သိမ်းဖို့ယဟန်တော်များမရှိကြတော့တဲ့အတွက်ကြောင့်အဲဒီအိန္ဒိယနိုင်ငံမှာဩဒဘာသာဆိုတာပြေပြောက်သွားတာအမဩဒဘာသာဖြစ်ဖို့ဆိုတာပိဋကစာပေတွေကိုထိမ့်သိမ်းနိုင်မှအဲ့ဒီစာပေရဲ့သဘောတဘောအတိတ်နဲ့ကိုလည်းသိမြင်နားလည်မှာ ဓမ္မတန်နဲ့ဗုဒ္ဓရဲ့သာသနာအရှိခံဒီတတ်တာဖြစ်တယ်။အခုကျတော့ဗုဒ္ဓရဲ့အဆုံးအမလို့ဆိုရတဲ့ဗုဒ္ဓရဲ့အဆုံးအမလို့ဆိုရတဲ့တရားဒေသနာခိတ္တကစာပေတွေကိုထိမ့်သိမ့်တဲ့သံဃာတော်တွေအိန္ဒိယနိုင်ငံမှာရှိတော့ပါဘူး။အဲ့ဒီပြချင်းပြိနေပန်ဆံပြီးတော့နှစ်1200လောက်ကတည်းကကွယ်ပြောက်သွားတာအိန္ဒိယနိုင်ငံမှာမနေရတော့အစ္စလာမင်းတွေကနေပြီးတော့လိုက်ပြီးတော့ကုမြတ်တယ်။ညာခွန်တလုံးရရင်ချွေတထောင်ချမယ်ဆိုတဲ့အဲ့ဒီခေတ်ရောက်ခဲ့ဥပါတယ် သာသနာရေးကိုထိမ့်သိမ်းလာခဲ့တာတော့လွယ်လွယ်ကူကူနဲ့ထိမ့်သိမ်းလာတာတော့မဟုတ်ဘူး။အဲ့ဒီအချက်တွေကိုမလုပ်လဲဆိုဗုဒ္ဓဘာသာနိုင်ငံများဖြစ်ကြတဲ့အဲဗုဒ္ဓဘာသာနိုင်ငံတွေတိပြင်းနိုင်ငံချနေထိုင်းဖို့အရှင်မောကလိဗုဒ္ဓဒေသမထေရနေပြီးတော့အမျိုးအမြင်ကြီးကြီးနဲ့ပဲကိုတိန်ကိုဌာနသာသနာပြုစေလွတ်ခဲ့လို့တို့မြန်မာနိုင်ငံမှာပြန်တော်တွေရှိနေတာနိုင်ငံခြားသာသနာပြုစေလွတ်ထားလို့ဖះရှင်သာသနာရှိနေတာအိန္ဒိယနိုင်ငံကြီးကြီးဆိုတော့ ကွဲတာကြာလာပေါ့အဲ့ဒါဆိုတူတွေးခွင့်ရှိမှာမဟုတ်ဘူးတွေးခွင့်မရှိဘူးဆိုတာအခုလိုပဲပေါ့ကလားတယ်အခုသူတို့နိုင်ငံမှာဖះပွင့်ပြီဖះပါမှလည်းသူတို့မသိတော့ဘူးသူပြောပြမဲ့ပုံကိုယ်တွေမရှိတော့ဘူးလေနောက်ပြီးတော့တင်ပေးမဲ့ဒီစာပေကျမ်းစာတွေသူတို့ရှိမှာမရှိတော့ဘူးစာပေကျမ်းစာလည်းမရှိတော့ဘူးတင်ယူတဲ့ပုံကိုယ်တွေလည်းမရှိတော့ဘူးအဲ့ကြတော့ဒီဖះဗုဒ္ဓဘာသာဆိုတာသူကဟိုဗုဒ္ဓဘာသာသူတို့ပါဆိုတာသူတို့ပြပြပြနားမလဲတော့ဘူးနားမလဲတော့တဲ့အတွက်ကြောင့် ဒီဘာသာရေးကိုလည်းသူတို့အလေးထားမှလည်းမသိတော့ဘူးသူတို့ရှိမှသာသနာ꿰သွားတာဖြစ်တယ်သာသနာ꿰သွားတာဖြစ်တယ်တတိယဖြစ်ပြောရင်လည်းဘုရားပြည့်ရှင်လက်ထက်အခါကာလကတည်းကကျွတ်တဲ့ပုဂ္ဂိုလ်တွေဒီနေရာမှာကျွတ်သွားခဲ့ပြီဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒီနေရာမှာသာသနာကြီးညိုလေးစားတန်ဖိုးထားမဲ့ပုဂ္ဂိုလ်တွေမရှိတော့ဘူးဆိုရင်သာသနာအလိုအလျောက်꿰ပြောင်းသွားတာပါပဲဒီတော့ဒီနေရာကြီးကလည်းပဲသူဘုရားဘာသာနေရာဆိုပေမဲ့ဗုဒ္ဓဘာသာပိုင်ခွင့်ရှိဘူးတို့ ဟိုင်းဒူရီယာလွန်မိုးထလာတာအခုညနေကတော့ဖူမဲညနေကတော့ဖူမဲဟိုဟာမဟာဘောဓိစေတီဖယားပွင့်နေနေရာမှာတော့မှအဲ့ဒါအရှင်တို့ကဟိုင်းဒူဘုန်းကြီးမဟာတိုင်ထလာချက်ပါဒူရီယာကဘာစီဖြစ်တဲ့အခါမှာသူတို့တိုင်လိုက်တာတိုင်ပြီးတဲ့အခါကျတော့ဘုဒ္ဓဘာသာရှင်းလူတော်တွေကိုဖယ်ရှားသူတို့ရှိဝတ်နတ်တွေကိုကော့တင်အဲ့လိုမျိုးလုပ်တာနောက်ဆုံးကျတော့အိုးဒီနေ့နိုင်ငံနိုင်ငံနေပြီးတော့မှာ ဣရိလင်္ဂနိုင်ငံပုဂ္ဂိုလ်ရည်ပြီးတော့မခံရနိုင်တဲ့အတွက်ကြောင့်သူတို့ကနေပြီးတော့မှဒီဟိုကဘာအရရကတိစီဘုဒ္ဓဘာသာနေရာဖြစ်တယ်လို့တိစီဖို့အဲ့ဒါကိုတတိယဆန်နဲ့အဲ့ဒီမှာတတိယဆန်ရေစာဆောင်နေမဲ့ကစင်းတွေနဲ့ကဘာကိုဖြန့်ပြီးတော့မှကဘာတိလာတဲ့အခါကဘာနေဝဲတော်တဲ့အတွက်ကြောင့်အဲ့မှာဘုဒ္ဓဘာသာကိုထွက်ဥပမာဆိုရင်9ရောက်ရှိတယ်အဲ့ဒီအသင်းတဲ့မှာဟိုမဟာဗောဓိအသင်းဆိုတာ9ရောက်ရှိတယ် အဲ့တော့ကျမဗုဒ္ဓဘာသာက3ယောက်ဝင်ခွင့်ရပါတယ်အခုကဗုဒ္ဓဘာသာ3ဦးဟိန္ဒူဘာသာက9ဦးအခုတတိပါဝင်သေးတာဖြစ်ပါတယ်မြန်မာဩဒီဗုဒ္ဓဘာသာအပိုင်နယ်နေလို့အပြည့်အဝပြောလို့မရတဲ့အနေအထားမှာရှိနေတယ်အဲ့ဒါကြောင့်ဘာမှသူတို့အဆောက်အဦလုပ်မယ်ဆိုရင်လည်းလွတ်လွတ်လပ်လပ်လုပ်ခွင့်မရှိဘူးအဲ့ကြောင့်မလို့ဒီမှာဥတုငွေတဲ့သူတို့အလူခံတော့တာလည်းရှိတယ်ဘယ်မှမှအဆောက်အဦလုပ်ထားတာမရှိဘူးအဲ့တော့သူတို့ဒီမှာ ဗုဒ္ဓဘာသာစင်ညာတာဟိုဟိုဒီဒီလာလုပ်မယ်ဆိုရင်အိန္ဒိယနိုင်ငံဟိုအစိုးရအထိအရှင်းအရှင်းစာတင်ရတယ်။ဟိုကွန်ပျူတာကြာမှလောက်ရတယ်ဆိုတဲ့အခါကျတော့အခက်အခဲတွေများစွာရှိတာဖြစ်တဲ့အတွက်ဒီနေရာကြီးမှာဂျီဗုဒ္ဓအဓိကကြတဲ့နေရာကြီးကိုရုပ်ထုနိုင်မယ်ခရဲ့ကာလေးနဲ့ဒါကဒီဒီနေရာမှာဘုန်းကြီးထဏတော့မလုပ်လဲဆိုဗုဒ္ဓဘာသာအရေးအယုံလေးနည်းနည်းလေးတော့ကြံနေတော့ပါလေအဲ့ဒီပုံကိုယ်ရည်ကနေထုလုပ်ပြီးတော့ကုကွယ်ထားတဲ့ ရုပ်တို့ခုနတော့အဘုန်းကြီးကနာနှုတ်ဆွမ်းဆက်ကတ်တဲ့အကြောင်းကိုခုန်ကြီးပြောပြပြီးပြီဟုတ်လားဒီကနာနှုတ်ဆွမ်းကိုဖယားရှင်လေးစင်နဲ့ကိုလုံးဖုံးပေးရတဲ့အတွက်လေးစင်နဲ့ကိုကိုလုံးဖုံးပေးရတဲ့အတွက်ဒီကနေပြီးတော့မှဟိုးအနော်မှမြစ်တဲတဲတဲဝီရင်စရာမြစ်နေစရာမြစ်ဆိုဒီမှာရှိပါတယ်ဒီမှာနေရင်စရာမြစ်ဒီမှာဆွန်းစားဆွန်းစားပြီးမှရေချိုးရေချိုးပြီးတော့အရှိတ်ဘက်မှာဟိုရွှေခွက်မျောမျောပြီးတော့မှဒိတ်ထံပြူပြီးတော့မှ ိုဘက်မှာငစင်ဆိုတဲ့မျက်စိဆောက်ကိုအလူခံပြီးတော့မှကန်တစ်ဖက်ကူးပြီးတော့မှမာတက်ကလေးတရားသုံးခုနေကဆုံးလာပြီဘူးဒူးနေဖျက်ဖြစ်တယ်အဲ့ဒါတော့ခုနဖျက်ဖြစ်တဲ့နေရာချက်မှပြောပြမယ်နော်အခုတာကဖျက်ရှင်ရဲ့ခန္ဓာနှုတ်ဆန်းဖျက်ရှင်ကိုသူ့စာတားနေပြီးတော့ခန္ဓာနှုတ်ဆန်းဆက်ကတဲ့နေရာဖြစ်တယ်လို့အဲ့ဒီအာယုံကြည့်ပြီးတော့မှသူတော်ကောင်းတို့အဲ့ဒီအဲနမောတတသုံးကျင်သံပြင်းညာရုပ်စုပြီးတော့မှဥဒ္ဒတသနာစိတ္တတုသုံးကျင်ရုပ်စုအား Namo Tata Gawado Arahado Nama Bambo Tata Namo Tata Gawado Arahado Nama Bambo Tata Namo Tata Gawado Arahado Nama Bambo Tata